ကဲအားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ဖုန်းတစ်လုံး unboxing ထပ်လုပ်ဖို့ရှိရပါတော့အဲ review တွေလည်းလာမှာပါ review တွေလည်းဇက်တိုက်လုံးတော့လုံးနေပြီပေါ့နော်ဒါပေမဲ့ဖုန်းပါဖုန်းတွေဇက်တိုက်ပို့နေတော့ပို့နေရဲ့ဖုန်းတွေကိုအရင် unboxing လေးလုပ်နေရပါတော့ဆိုတော့ဒီနေ့ unboxing လုပ်ပေးမယ့်ဖုန်းကတော့ကျွန်တော်တိတ်တော့မပေးကြဘူးဒါပေမဲ့ iPhone လေးကတော်တော်မိုက်တယ်ပါဖုန်းလဲဆိုတော့ nothing ကထုတ်တဲ့ budget phone nothing 3a live version ကိုကျွန်တော်ဒီနေ့ unboxing လုပ်ပေးမှာပါ ။ဘာကြောင့်ကျွန်တော်ဒီကောင်လေးကိုတော်တော်မိုက်တယ်လို့ပြောလဲဆိုတာကိုပြီးမှပြောပြမယ်။လောလောဆယ်သူ့ရဲ့ဈေးနှုန်းပေါ့နော်ဈေးနှုန်းက73သိန်းဝန်းကျင်ပဲရှိနေတယ်လို့သိရတယ်။တကယ်လို့လိုချင်နေဆိုရင်ကျွန်တော်ကိုဒီနေ့ဗီဒီယိုတော် review နဲ့ကနေပေးထားတဲ့ phone page မှာတော်ရုံမင်းမြဝယ်ယူအပ်ပြလို့ရပါတယ်။အဲထုံးစံတိုင်းပဲကျွန်တော် page ရဲ့ link ကို caption မှာအပြန်အောင်စာတန်းလေးနဲ့တက်တွဲပေးထားသလိုဒီမှာလည်းစာတန်းလေးထိုးပေးထားပါတယ်ဆိုတော့73သိန်းဝန်းကျင်ပေးလိုက်ရတယ်ကျွန်တော်ဘာတွေပြင်ရမလဲနောက်တစ်ချက်ကဒီဖုန်းက netting ကထုတ်တဲ့ဖုန်းတွေထဲမှာ တလို့စေဈေးအသက်သာဆုံးဖုန်းလို့ပြောလို့ရတယ် CMF ကတော့ရှိရပါတော့ဒါပေမဲ့ CMF ကတော့ sub brand အနေနဲ့မို့လို့ကျွန်တော်တသက်ခွဲထုတ်ထားလိုက်ဒီကောင်လေးကတလို့စေနဲ့တင်ရထုတ်တဲ့ဖုန်းတွေထဲမှာဈေးအသက်သာဆုံးဖုန်း Okay ဆိုတော့ဖောက်ကြည့်လိုက်မယ်ပေါ့နော်နည်းနည်း3 3A 3A light 3မျိုးဖြစ်သွားပြီပေါ့နော်ဆိုတော့ company တွေကတကယ်တမ်းကျတော့ကျွန်တော် flagship ဖုန်းတွေက branding အရသာဟိုအရန်ကောင်းအောင်လုပ်နေကြရဆိုပေမဲ့တကယ် ဖုန်းကုမ္ပဏီတော်တော်များများရဲ့ survive ဖြစ်ဖြစ်တဲ့ငွေရှာရဲ့ဖုန်းတွေကတော့ရောင်းအားအကောင်ဆုံးဖုန်းတွေကတော့ကျွန်တော်တို့ budget ဖုန်းတွေမှာများတယ်။နောက်တင်လဲအရင်တော့ကတော့ budget မထွက်ပြင်မဲ့သူ့ကိုလည်းကြာကြာရှည်တောက်မခံနိုင်တော့ဘူးပေါ့နော်။ budget level ထိတဖြည်းဖြည်းဆင်းလာတာကိုတွေ့ရတယ်။ဆိုတော့ဘူးလေးကတော့မာနောက်တင်ရဲ့ပုံစံဒီဇိုင်းထားပါပဲ။ဘာမှအများကြီးအာကျွန်တော်ဒီမှာဘူးကိုဖွင့်လိုက်တာ ਨੇ ။ welcome to nothing and what is inside in the moment like this ဘာနာဘာနာဘာနာဘောနော်မတခုဦးနေဖြစ်တာတော့လေဒီမှာ main in china လို့ရေးထားပင်မဲ့ design by nothing london လို့သူရဲ့ဒီဟိုနေ address ကိုဒီ london united kingdom ထည့်ထားတာဘောနော်တော့ဘယ်လိုပြောမလဲ company ကတော့ uk company ထုတ်တာကတော့ main in china ဘောနော်အဲ့တော့တော်တော်များများလည်းတည်ပြီးတော့ကြောက်ပါပါ ကာဗာပါလာတယ်ဒီတစ်ချက်တော့နည်းနည်းအသီးမှတ်ပြုရလိမ့်မယ်ဆက်သွေးဝင်နေဆိုတာမစိုးလို့ပြောလို့ရရပြဗါလို့လို့ဆိုအဲကျွန်တော်တို့တကယ် China version နေနေတော့မရှင်းနေပါဘောနော် China version နေနေရှင်းတော့လဲဟိုအဲ့လောက်ဒီတော့ချိဖြစ်နေမှာမဟုတ်ဘူးဒါပေမဲ့ global version နေနေထွက်လာတဲ့ဖုန်းတစ်လုံးအနေနဲ့ဆိုတော့မစိုးလို့ပြောလို့ရတယ်ဖုန်းလေးကတော့နည်းနည်းထူတယ်အဖြူရောင်လေးပဲတခြားဘာတွေပါလဲဆိုတော့ကျွန်တော်ဒီမှာ type c to c ကြိုးလေးတစ်ကြိုးပါလာမယ် ပြီးတော့ manual book ပါလာမယ် sim ejector လေးပါလာမယ်ဒါပဲဆိုတော့ဗမာထွထွထူးထူးအများကြီးတော့ဟို adapter ပါညာတော့မပါလာဘူးအဲ့တကောတော့ရှိမယ်ဆိုတော့ဒါလေးကတော့ပြင်မှာထားလိုက်မယ်ကျွန်တော်ဖုန်းလေးကိုတစ်ချက်စပြီးကြည့်လိုက်မော်โอเคဆိုတော့ဒီနောက်က design လေးကတော့သူ့ Netin 3ကိုပဲနည်းနည်း ဟိုဘာညာပြောင်းတဲ့ပုံစံပေါ့နော်ကင်မရာအထားသူနေရာလေးပဲနည်းနည်းဟိုနှင်းဖြစ်သွားတယ် glass back လို့ထင်တယ် glass back ဖြစ်ဖို့များတယ်ဘင်းနာ frame ကတော့ plastic frame ပဲ transparent ပုံစံလေးပဲဒါဥမာသူဒီမှာ battery နဲ့ cover အုပ်ထားတဲ့ပုံစံရိုးရိုးရှင်းရှင်းဖြစ်တယ်လို့မြင်တယ်3ထက်ဆိုင်ရင်တော့ဒီကောင်လေးကနည်းနည်းပိုလှတယ်လို့ပဲ ဘတ်ဂျက်ကောင်ပိုလာနေလို့ခံစားရတယ်။ဒါပေမဲ့တခုတော့ရှိရပါဘူးနော်။ဒီကင်မရာလေးကတမင် OCD မဖြစ်အောင်ထည့်ထားလားဘာလားတော့မသိဘူး။ဒီနည်းနည်းလေးအောက်ဆင်းပြီးထည့်လိုက်ရင်တော့နည်းနည်းပိုအဆင်ပြေမလို့ထင်တယ်။ travel camera set up နဲ့ပဲဒီမှာမှာ flash light လုံးပါလာမယ်။ပြီးတော့ဒီဘက်တော့မှာ red light ပေါ့နော်။အဲ့ဒါလေးကတကယ်လင်းလား။ဆိုဘယ်နားလေးကလင်းလဲအဲ့ဒါကျွန်တော်ပြီးမှဆက်ကြည့်မယ်။ဆို display side ကတော့ခက်ကြီးကြီးပဲကျွန်တော်တစ်ချက် ဖွင့်ကြည့်လိုက်မှာပေါ့နော် okay haptic မစိုးဘူး haptic မစိုးဆိုတာဒီစတက်လာဘူးဆိုတော့ haptic ကိုပြောရပါတော့ပြီးတော့ဒီ behavior frame က plastic frame ဆိုပေမဲ့လေတက်ချာမိုက်တယ်လက်ရမထင်ပါ냐ပေါ့နော်ခက်အီအီလေးပဲ73သိန်းဝင်းကျင်တဲ့ nothing phone ရမှာတော့မစိုးဘူးလို့ပြောလို့ရတယ် မိတဲ့ဂလီကန်ဂလစ်ဖ်အင်တာဖေ့ချ်ဂျန်ဒီမှာဒီတောင်းကမီလေးတစ်လုံးပဲပါလာမှာပေါ့နော်အသေးလေးကျွန်တော်ဟို3လို့မျိုးဂလစ်ဖ်အင်တာဖေ့ချ်အကြီးကြီးပါရမှာမပါတော့ဘူးပြီးတော့ဒီဘက်မှာ essential key ပါလာမယ်အဲ့ essential key ကိုကျွန်တော်သိတော့မကြရဘူး power button နဲ့နည်းနည်းလေးကတ်နေရပေါ့နော်နမမတင်မှားနေမိအောင်ပြောဖြစ်လိမ့်မယ်ပြန် nested os 3.0 out of the box ပါလာမယ်3.0ကမဟုတ်3.5လောက်တော့ဖြစ်လောက်တယ်ထင်တယ်ကျွန်တော် android 15နဲ့ပဲဆိုတော့3.0ပဲနေလိမ့်မယ်ဆိုတော့ default android 3မှာလား nested 3မှာလားရွေးခွင့်ပေးရတယ်ဒီလဲ ဒီလို budget ဖုန်းမှာထည့်ပေးထားရပါဘောเนาะမစိုးပါဘူးကျွန်တော်တို့ဒီမှာစပြီးတော့ဒီ clip interface ကိုကျွန်တော်စကြည့်လိုက်မယ်အော်ဒါလေးပဲဗောနော် Okay နက်လုံတော့ပါလေဟိုအရင်လိုမီးဒန်ပြူပြူပြေပြေရေးပါတာမကြိုက်တဲ့သူတွေတော့လည်းအဆင်ပြေရဲ့ဒီလောက်သေးသေးလေးကတော့ ဟိုပါလာတာတော့ကောင်းတာဗောနော်ဘာပြောပြောလက်ခံပြလို့ရတယ်အဲ့တော့ကျွန်တော် display စသွားမယ်သူရဲ့ display AMOLED ပန်တွေကိုပဲသုံးပေးတာလားအဲ့တော့မှ fingerprint နဲ့ under display fingerprint နဲ့လာမယ်သူရဲ့ display နောက်ပြီး set on high refresh rate အနေနဲ့ဆိုရင်ကျွန်တော်တို့ 120Hz high refresh rate ပါလာမယ် dynamic high standard ပေါ့နော် ATP ကိုတော့မဟုတ်ဘူးပြီးတော့တခြားသူရဲ့ display မှာကျွန်တော် color contrast ဆိုပြီးဒီမှာ default medium ပါညာပေါ့နော်음 color ကိုကျွန်တော်ဒီမှာ alif standard color temperature ရွေးကွန်းပေးတာ display လေးက AMOLED ဘန်နဲ့အာမစိုးလို့ပြောလို့ရတယ်ဒီ display bezel တွေကကျွန်တော်ဒီမှာတစ်ချက်ဖွင့်ပြပေးလိုက်မယ်တကြားတမ်တတင်းကိုခဏပိတ်အောင်โอเค so display bezel တွေကအရင်ကြီးလည်းမပတ်တလို့အရင်ကြီးလည်းမထူဘူး73သိန်းဝန်းကျင်တဲ့ဖုန်းတစ်လုံးအနေနဲ့ဆိုတော့ကျွန်တော်လက်ခံပေးလို့ရတယ်ပြီးတော့ performance ဘိုင်း performance band အတွက်သူ့မှာတုံးပေးထားတာက Diamond SD 7300 Pro 5G chip ကိုတုံးပေးထားတာပေါ့နော်ဆိုတော့ 5G လည်းဖြစ်မယ်ဗျာ7300လည်းမစိုး Pro လည်းမစိုးလို့ပြောလို့ရတယ်တောင်းတန်း gain အတင်းတင်းလောက်ထိဆော့လို့ရတယ်ကျွန်တော်တို့ daily social app တွေအတွက်ကောင်းကောင်း handle လုပ်နိုင်တယ်လက်သေး OS က3.5နဲ့လာမှာ out the box ကိုသူ့ရဲ့ display size က6.77 flexible AMOLED လို့ရေးထားရပေါ့နော် Android version ကတော့15ပဲရှိသေးတယ် Android 16မရသေးဘူးပြ special feature စီအနေနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီမှာ store sand တွေ gesture တို့ ram booster power up view game mode essential airport support တဲ့ airport ကိုသူဝင်ဖြစ်တဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကတော့ကျွန်တော်တို့သူစပြီးစမ်းသပ်နေတဲ့ဟာလေးနောက်ပိုင်းပါပါလာမဲ့ဟာမျိုးလေးပေါ့နော် okay ဆိုတော့ကျွန်တော်ကင်မရာလေးတစ်ချက်ဆန်းကြည့်အောင်ကင်မရာမှာတော့ကြာတော့ 3A နဲ့ရှင်းလိုက်မှာဆိုရင် wide shot တာလေးရှိရဲ ultra wide မှာ shot တာပေါ့နော် ultra wide မှာ8 megapixel ပဲ main sensor ကတော့50 megapixel အဲ့တော့မှနောက်ထပ် sensor တစ်လုံးကတော့ tele မဟုတ်ဘူး2 megapixel macro ပဲပါလာရပေါ့နော်ဆိုတော့ကျွန်တော်ပုံလေးတစ်ချက်ဆန်းကြည့်လိုက်မယ် အရင်ကကျွန်တော်ကင်မရာဘောမမျောလင့်တာပါဘူးပေါ့ချစ်โอเคအရင်ကမမျောလင့်တာပြင်မဲ့อืมမစိုးလို့ပြောလို့ရတယ်ဖိုကတ်စီပါညာဝဲဆွမနေဘူးနေရောက်ပေါင်းရတယ် ဒါ portrait ကိုကျွန်တော်စမ်းတာပါနော်အဲကင်မရာလေးမစိုးလို့ပြောလို့ရရမစိုးမစိုးကျွန်တော်တို့နည်းနည်းဒါပေမဲ့ low light လို့အနေထားမျိုးတွေမှာဘယ်လိုအနေထားရှိလဲရတော့ကျွန်တော် review ကြမှာပြောပြရမှာပေါ့နော်ကျွန်တော်လော်လော့တဲ့ဒီမှာ 2x portrait လေးကျွန်တော်စမ်းကြည့်နေရတော့ နည်းနည်းလေးကာလာကိုပြန်ဖြော့ပြတာလောက်လေးပဲရှိမယ်အဲဒီ first impression အခု unboxing လုပ်နေတဲ့ sandy ရဲ့အမြင်အရဆိုတော့အဲ့ဒါလောက်ပဲရှိမယ်ကျွန်တော်တို့ဗမာအများကြီးပြောစရာတော့မရှိဘူး battery က5000ပဲ5000 mAh ဒါပေမဲ့သူရဲ့အဓိကအားနည်းချက်တစ်ခုလို့ပြောလို့ရတာက charging speed 33 watt ကနည်းနည်းလေးတော့နှေးရလို့ပြောလို့ရတယ်ကြာအဲ့ဒါလောက်ပဲရှိလိမ့်မယ်စတဲ့သင်းစတဲ့သင်းဝင်နေတဲ့ဖုန်းလုံးအနေနဲ့ဆိုတော့တခြားပိုက်တွေမှာတော့ကျွန်တော် global version ဖုန်းလုံးအနေနဲ့အများကြီးပတ်မှတ်ပြနေကြတော့မရှိဘူးဆိုတော့ကျွန်တော် speaker လေးတစ်ချက်ဆန်းပေးမယ် So. You should be hearing this out of only the left side. You should be hearing this out of only the right side. You should be hearing this from both sides. Left, right, both. 쳐다룰루 뭐 쳐다룰루디 뭐 쳐봐 본루트네 하래 컴펜 컴펜 ဆိုတော့ speaker လေးကတော့နည်းနည်း weak point အနေနဲ့နောက်ထပ်တစ်ချက်တော့ထပ်တွေ့ရပါတော့ဆိုတော့ mono speaker နဲ့ပဲလာမယ်တခြားဘိုင်းတွေကတော့ကျွန်တော်ဘာမှအများကြီးပြောစရာမရှိဘူးဆိုတော့ nothing phone 3a လေးအကြောင်းကတော့ဒီတော့ပဲဆိုတော့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ဘာကြီးအသေးသေးသိချင်လဲဆိုတော့ကျွန်တော်အခုမှမေးပေးသွားလို့ရပါတယ်ကျွန်တော် review ကြရင်အကုန်လုံးအသေးစိတ်ပြောပေးသွားပါမယ်အဆုံးထိကြည့်ပေးတော့တိုင်းကျေးဇူးအများကြီးတင်ပါတယ်ဗျာ